ွန်ဆောင်နေတဲ့ခါမှာဆိုလို့ရှိရင်ဝလာတယ်ဆိုတာကပုံမှန်လို့ဖြည့်ရပဲလို့လူတွေကယုံကြည်ကြတာပေါ့နော်ဒါပေမဲ့ခလေးရဲ့ကြီးသွားနှုံးမှုကို ထောက်ပတ်ပေးနိုင်ဖို့လုံလောက်တဲ့အာဟာရတွေရရှိဖို့တော့လိုတော့ပေါ့နော်ဒါပေမဲ့ဒီကာလတွေမှာဆိုလို့ရှိရင်တိကိုလေးချိန်ကိုမဖိုင်းနိုင်ဘူးဆိုလို့ရှိရင်ခလေးရဲ့ကျမရဲ့အချိန်မျိုးအနေပေးနိုင်တဲ့မြင့်မာလာစေရပေါ့နော်။ဒါကြောင့်မို့လို့ကိုဝန်ဆောင်နေတဲ့အစီအမအနေဖြစ်နိုင်လားဆိုတာကိုအားလုံးသိချင်ကြတာပေါ့နော်။ အားလုံးမင်္ဂလာပါနော်ဝီကျော် sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ကိုဝန်ဆောင်နေတဲ့အချိန်မှာဆိုလို့ရှိရင်အလေးချိန်တိုးလာတာကတပါဝပဲလို့လည်းပြောလို့ရတာပေါ့နော်ဒါပေမဲ့တေချာခယူမဆိုင်မိဘူးဆိုလို့ရှိရင်တော့ဆိုးကျိုးတွေကတော့အများကြီးဖြစ်စေနိုင်ပါတယ်တကယ်လို့ကိုဝန်ဆောင်နေတဲ့အချိန်မှာဆိုလို့ရှိရင်အဝါလွန်တဲ့အနရေကစီချိုယောဂပဲနော်စီချိုယောဂရှိနေတဲ့ကိုဝန်ဆောင်မျိုးသမီးတွေမှာကိုဝန်ဆောင်နေစဉ် ွေးရင်းတကြားတက်မြင့်တက်လာဖို့ဆိုတာလွယ်ကူတယ်ဒါပေမဲ့ကလေးမွေးဖွားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီမျိုးသမီးကကလေးလေးကအသက်၃နှစ်ရွယ်မှာအဝါလွန်လာနိုင်ဖို့များတယ်မွေးစမှာလည်းအသားဝါယောဂအသက်ရှူခြင်းဆိုင်ရာပြဿနာတွေသွေးရင်းတကြားတက်နေတာတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်နော်ဒါကြောင့်မို့လို့ဒီပြဿနာကိုဖြေရှင်းဖို့ဆိုလို့ရှိရင်ဒီနီးလန်းတွေကိုတုံးပေးရမယ်နော်တကယ်လို့ကိုကအစားတောက်ပုံစံပေါ့နော်ကိုရဲ့ဆရာဝန်တောင်မဟုတ်အာဟာရဆိုင်ရာပညာရှင်တွေနဲ့ပေါ့နော် ပိုမှာစီးချုံရှိနေတယ်ဆိုလို့ရှိရင်ဘယ်လိုစားစားရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုသူတို့ညွှန်ကြားပေးပါလိမ့်မယ်။ဟင်းနီဟင်းရွက်တွေအသီးနှံတွေကြုံကျန်းတွေပေါမောက်တွေလုံးကြီးကြုံတွေဆိုလို့ရှိရင်ဥပမာဘစ်ကုတ်မောက်ကူမျိုးပေါ့နော်။ တဘာဝကအမြင်ဓာတ်တွေကပေးနိုင်တယ်ဒါပေမဲ့နေ့စဉ်အစာစားချိန်တိုင်းမှာဆိုလို့ရှိရင်အမြင်ပါရမနက30ဂရမ်လောက်စားခြင်းကကိုယ်ဝန်ဆောင်သီးချိုယောဂဖြစ်နိုင်ခြင်းကို26%ထိသူကလျှော့ချပေးနိုင်ရနော်နောက်တစ်ခုကကြတော့လှုပ်ရှားမှုနော်ပုံမှန်လေးချိန်ခန်းလှုပ်ခြင်းကတည့်ရဲ့ glucose ကိုလေပယ်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အတိုင်းအတာတစ်ခုကိုသူထိန်းထားပေးနိုင်တယ်လန်းလျှောက်တာမျိုးပဲဖြစ်ရေကူးတာမျိုးဖြစ်ပေါ့နော်အလွန်ကျွံလေးကြီးခန်းလောက်တာမျိုးတော့မလောက်သေးဘူး ဘလောက်ထိလေးကြီးခံလောက်ရမလဲဘလို့ပုံမှန်လေးကြီးခံလောက်ရမလဲဆိုတာကဆရာဝန်တွေနဲ့ကိုတိုင်ပင်ပြီးတော့အကြံဉာဏ်တောင်းပေါ့နော်ဒါတို့ကြတော့နောက်တစ်ခုမှဆိုလို့ရှိရင်စေးတောက်နော်တည့်ရက်သွေးရင်းစကြတ်ကမြည်တက်နေစဲပဲဆိုလို့ရှိရင်ဆရာဝန်ကျမရေးညီညွတ်တဲ့အနေထားကိုထိန်းသိမ်းနိုင်ဖို့ဆိုလို့ရှိရင်ခလေးကိုကာခွဲနိုင်ဖို့ဆိုလို့ရှိရင်စီးချိုဆေးတွေညှို့ပေးပါလိုက်မယ်နော်မကမျိုးမှဆိုလို့ရှိရင်တွေးတိုးယောဂါတကယ်လို့ကိုကကိုဝန်ဆောင်နေတဲ့အချိန်မှာတွေးတိုးယောဂါကလေဖြတ်ခြင်းနှလုံးရုပ်တရက် ภาพเปลี่ยนแบบนี้ฤณรงค์โยคะตามหมอจับกับโยคะขึ้นหนังจีฤกามาซาตูสิเดดาก็อวะหลุนจีนเยนอกเสร็จด้วยฤบ่เนาะพี่รู้สิยังอะเยหลุนตนตอกทาได้ตู่ฤစိတ်လိုက်တောက်ထားတဲ့သူတွေစတဲ့ဖြစ်မျိုးရိုးရှိနေတာတွေနဲ့ပေါ့နော်တွေးတိုးယောဂါကိုကုသရမှာဆိုလို့ရှိရင်ဘဝရဲ့နေထိုင်မှုပြောင်းလဲပုံစံကိုလည်းစိတ်ကုသဖို့လိုပါတယ်နော် ။ဒါဆိုလို့ရှိရင်ဘလို့လောက်ရမလဲဆိုလို့ရှိရင်ဆေးဝါးနဲ့ကုသတာမျိုးတွေပေါ့နော်။တချို့သူတွေဆိုလို့ရှိရင်သွေးတိုးယောဂပြင်းထန်ရင်ကုသနိုင်တဲ့ဆေးမျိုးစားတွေလည်းအများကြီးရှိတယ်။ဆရာဝန်ကကိုယ်ဆောင်နဲ့သိတော်တဲ့ဆေးတွေကိုညွှန်ပေးပါလိမ့်မယ်။ကိုယ်ဝန်ဆောင်နေတဲ့ဆေးမှာအလေးချိန်အလိုမင်တိုးလာတာကမိခင်ကိုရောကလေးကိုပါအမြဲဖြစ်စေနိုင်တယ်။ဒါကြောင့်မို့လို့အမြဲတမ်းသိနေဖို့ဆိုလို့ရှိရင်ကိုယ်ကိုယ်ကိုယ်ကလေးအနေနဲ့ကင်းဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ထိန်းသိမ်းဖို့လိုပါတယ်နော်။ ဒါဆိုလို့ရှိရင်ကိုဝန်ဆောင်နေတဲ့တော့အတွင်းမှာအဝလွန်တာကအနယ်ဖြစ်စေနိုင်လားဆိုတာကိုအလုံးသိပြီးလောက်မယ်လို့ဖြစ်ပါတယ်နော်။ဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက် Unity နဲ့ Subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။